အာစနယ်ကောင်းစားရေးအတွက်အစွမ်းကုန်ပေးစမဲ့တာကောင်းရင်နာကလာဖီယိုရီအားလုံးပဲမင်္ဂလာပါခင်ဗျ3 gauge corners ကနေအာစနယ်ပရိသတ်တွေအားလုံးကိုပြန်လည်ကြိုးဆိုပါရယ်ကလာဖီယိုရီက John Stones ကိုနှစ်သက်သဘောကျပါရယ် John Stones ရဲ့ပတ်သက်ပြီးတော့သူ့ရဲ့ကစားရင်ကကျွန်တော်နဲ့ဆင်တူပါရယ်ကျွန်တော်ကိုယ်တိုင်လည်း John Stones ကိုအတူယူပါရယ်ကျွန်တော်ကွင်းလယ်တက်ကစားရတယ်ဆိုတာလေလက်လွတ်စပယ်တော့မဟုတ်ပါဘူး။နီးပြားညွှန်ကြားတဲ့အတိုင်းကစားတာပါလို့ကလာဖီယိုရီကပြောပြတယ် ကလာဖီယိုရီကမော်ဒန်နီးပြားရဲတောင်းဆိုချက်တိုင်းဖြစ်တည်နေပါတယ်။ဘောလုံးညံညံသွေးထပ်မြတ်ပြီးတော့ခန်းစစ်တိုက်ရှိစွိုင်းရင်နှမျိုးစုံကိုပြည့်စုံနေ။တိုက်ခိုက်ပြည့်သွားပြီးတော့ဒေါချင်းထိန်ချုပ်ပုံလဲကောင်းမှန်ပါတယ်။အာစတန်ကသူ့ရဲ့ကစားအနေနဲ့လိုက်ဖက်ပါတယ်။အာဒီဒါရဲ့အာစတန်ကဘောလုံးပိုင်ဆိုင်မှုဦးစားပေးတယ်။ခန်းစစ်လုံခြုံရေးဦးစားပေးတယ်။တေကန်ဘောတွေကလည်းဂိုးရအောင်ကြိုးစားလိမ့်ရှိ။အာဒီဒါရဲ့ဟန်ကအမြဲတမ်းဘောလုံးပိုင်ဆိုင်မှုအသာစီးအောင်တွေးတောနေတယ်။ကလာဖီယိုရီကလည်းဘောလုံးကိုင်ကစားတာသဘောကျပါတယ်။ ဘောလုံးကင်ကစားတဲ့နေရာမှာထူးချွန်ပါလေ။ပြိုင်ပွဲ line တွေကိုကြော်ဖြတ်ပြီးတော့ကွင်းလယ်ထိပြေးတက်ကစားနိုင်ပါလေ။ခန်းစစ်မှာကောင်းတိုင်းရှင်းထုတ်တာကောင်းမွန်တယ်လို့ကောင်းတိုင်းသွင်းကိုတွေလည်းဖန်တီးနိုင်ပါလေ။တဲကန်ဘောတွေကိုအသုံးချတာကောင်းမွန်ပါလေ။ကလာဖီယိုရီကမာဒီနီလိုဖြစ်ချင်ခဲ့။ဒါပေမဲ့ဘေးဆဲမှာစုံမှုတဲ့နီးပြဟောင်း high go vocal ကကလာဖီယိုရီကိုမေးခွန်းတစ်ခုမေးလိုက်။မင်းရဲ့ဇာမဘွားကိုအမြင်ဆုံးမရောက်ချင်ဘူးလားလို့ vocal ကမေးခဲ့တာပါ။အဲဒီကကလာဖီယိုရီကဘာလို့ဆိုလိုချင်တာလဲဆိုပြီးတော့ပြန်မေးတယ်။ မင်းကစားတဲ့နေရာမှားနေတယ်လို့ငါထင်တာပဲဆိုပြီးဗိုကေကထပ်ပြောပါတယ်။ဘဲဂျေတန်ကစားမကလာဖီယိုရီကချယ်လီနီနဲ့ဘိုနူချီခက်လုံအီတလီခံစရဲ့ရဲနာတပါပါ။လေထဲရှိမိဘောလုံးရှင်းထုံးမှုခံစစ်ကလည်းဘောလုံးဆွဲပြေးနိုင်မှုတွေဟာခေတ်သစ်ခံစစ်ကစားမတူရှိရမယ့်အရေးသွေးတွေပါပဲ။ကလာဖီယိုရီကကစားမဘွားမစားတင်မှာပဲဒန်ယာနတ်ဆိုးအကြီးကျယ်နှိပ်စက်တာခံခဲ့ရတယ်။အသက်16နှစ်အရွယ်မှာဒူးတန်ဟာအကြီးကျယ်ရခဲ့ပြီးတော့ကစားမဘွားကလည်းနားရလို့နှီးပါဖြစ်ခဲ့ရတယ်။ စေးစေးချရာကလာဖီယိုရီရဲ့ဒူးကဘောလုံးပြန်ကစားနိုင်ဖို့မလွယ်ကူခဲ့ပါဘူး။ဆောင်းဝင်ကလည်းစိတ်လျှော့လိုက်ဖို့ပြောခဲ့တာပါ။ဒါပေမဲ့ကလာဖီယိုရီရဲ့ဘောလုံးမှာဖြစ်လို့စိတ်ကငြိမ့်သက်လို့မရခဲ့ဘူး။အစိုးရကအကောင်းဖြစ်လာတာကရိုမာအသင်းကြီးကစားမတွေနဲ့စုံကွင်းရတာပါပဲ။လူငယ်ကယ်မီကစားမတွေကတာမန်တိုင်းဆိုရင်အသင်းကြီးကစားမတွေနဲ့လေးချင်ကန်အတူစင်းခွင့်မရပါဘူး။ကလာဖီယိုရီကသူ့ရဲ့ပြန်လည်တည်ထောင်ရေးကာလမှာရိုမာစီနီယာကစားမတွေနဲ့ရင်းနှီးခွင့်ရခဲ့တာပါ။ဒီရော့စီကိုလာရော့ ဂျက်ကိုစသူတို့ဟာချာတေးလေးကလာဖီယိုရီကိုညီတယောက်လိုသဘောထားခဲ့တယ်။ကလာဖီယိုရီစိတ်ဓာတ်မကြအောင်အားပေးခဲ့တယ်။နောက်ဆက်ရှိအော်တိုဘာလာအတွင်းမှာကစားတဲ့ဗီတိုရီယာပရဇန်နဲ့ပွဲမှာရိုမာတိုင်းစမှုဂျက်ကိုဟက်ထရစ်သွင်းပြီးနောက်ကလာဖီယိုရီကိုရည်ရွယ်ကအောင်ပွဲခံခဲ့မှုတွေဒူရန်ရရှိနေချိန်တွေကကလာဖီယိုရီရဲ့အရှိအကြဆုံးနေ့ရက်တွေပါပဲ။ညာဘက်အိမ်မက်ဆိုးတွေကသူ့ကိုထိတ်လန့်စေခဲ့တယ်။တန်ရာရပြီးသားနေရာကို၃ချိန်လောက်ထပ်ထိတဲ့အခါမမြင်ရတဲ့ကံတရားကိုဒေါသပုံထားမိခဲ့တယ်။ ဒူလန်ကလည်းပြန်လည်တီထောင်ရေးကာလလွန်မြောက်ချိန်မှာလဲကလာဖီယိုရီကံမကောင်းခဲ့ပါဘူး2021 2022ရာသီစမော်ရီညိုနီးပြဖြစ်လာတော့ကလာဖီယိုရီဘုံပြောက်သွားတယ်ဘိုလောညာကကလာဖီယိုရီဘဝကိုပို့ပြီးတော့မြင်ပါစေတဲ့မိသားစုခုချိန်ထိဒန်အန်ဒါဆိုးကကလာဖီယိုရီကိုနှိပ်စက်နေပြီမဲ့အာစနယ်ရိတ်အောက်မှာလဲပြုံမသွားဘဲတန်ပါသွားရှင်သန်ပြနေတယ်ကလာဖီယိုရီကြောင့်အာစနယ်ဘယ်ချမ်းပို့ပြီးတော့ထူးချွန်ထက်မြက်လာတယ်အာစနယ်ကိုစားအောင်ကလေးကနှွေးထွေးမှုကိုကလာဖီယိုရီခံစားခွင့်ရခဲ့ပါတယ်အာစနယ်ကကလာဖီယိုရီရဲ့မိသားစုဖြစ်နေပါပြီ။ ာရီမီသားစုကောင်းစားရေးအတွက်ကလာဖီယိုရီကအစွမ်းကုန်ပေးဆက်မဲ့တားလှရေဒနာဖြစ်ပါလိမ့်ဟုတ်ကဲ့မဒီဘောကလောက်ပါမယ်များဆိုတော့ကန်နာတို့ရောကလာဖီယိုရီကိုဘလို့မြင်ကြလဲသဘောကျတာလားကြိုက်ကြလားပြောပေးခဲ့ပါအောင်အားလုံးကိုကျေးဇူးတင်ပါခင်ဗျာ